အဘောဥချံခန်းကြီးရှိခောင်းငယ်တင်မမဆက်နေပိုင်ဖရာသခင်ဒီနောအေးမစား၍အသက်ရှင်နေမြတော်သတ္တဝါနောအေးနှင့်အတူတင်ပေါ်ထဲ၌ရှိသောတရိษာပေါင်းတို့ကို အောင်မြင်၍မြေကြီးပေါ်မှာလည်လာစေတော်မူသည်ဖြစ်ရည်ငြိမ်လေ၏နည်းနည်းရာရေပုတ်ရည်သွင်းများမိုးကောင်းကင် ပြုံဝများကိုပိတ်ဆို၍ မိုးပူဆဲစီတော်မူ၏ရေကြီးလဲမြေပေါ်မှအစဉ်အတိုင်းစီးသွား၍အရက်တရ50စီသောအခါယိုယော်လေ၏တတမလ18ရက်နေ့တွင်တင်ဘောတီအရရအမိရှိသောတောင်ပေါ်မှတင်တည်၏တတမလတန်အောင်ရေကြီးအစင်းမပြတ်ယိုယော်၍ထိုလ30ရက်နေ့တွင်တောင်ထိပ်တို့သည်ပေါ်ကြ၏ထိုမှအရက်40ကြာလျှင် နောဧဒီတင်ဘောထဲ၌လှုပ်ခဲ့သောပဒင်းပေါက်ကိုဖွင့်၍ကြီးအသကောင်ကိုလွတ်လေ၏ထိုကြီးအသည်မြေပေါ်မှရေမခန်းချောက်မြေတန်အောင်တွာလာရက်နေလေ၏တဖန်မြေပေါ်မြေမျက်နှာပေါ်မှရေကုန်သည်မကုန်သည်ကိုတိချင်းငါဂျိုးသကောင်ကိုပြန်လှုပ်လေ၏ရေဒီပင်လုံး၌ရေရှိသေးသောကြောင့်ဂျိုးသည်ခြေဖြစ်နင်း၍အမောဖြေစရာကိုမတွေ့သည့်ဖြစ် 노이시야띵보도변라리이노이디레렉고산위조고간유삐리엔미미니야띵보테도띵디이တဖန်ခုနှစ်ရက်နေပြီးမှထူကျိုးကိုတင်ပေါ်ထဲကပြန်လို့ပြန်ဤညအူအချိန်၌ဂျူဒီနောအေးထန်တို့ပြန်လာ၍မိမိဆိတ်ယူသောတန်လွင်ရွက်ကိုမိမိနှုတ်တီဖြစ်ဆောင်ခဲ့သောကြောင့်မြေကြီးပေါ်မှာရေ ကုံချောင်းကိုနိုးဤတိလေဤတဖန်ခုနှစ်ရက်နေပြီးမှအချိုးကိုပြန်လူပြန်ဤနောက်တဖန်ချိုးဒီပြန်မလာနေဤအနစ်600တခုပထမလဆန်တရက်နေတွင်မြေကြီးပေါ်မှာရေခမ်းချောက်တီရှိသောနိုးဤဒီတင်ဘောမူကိုပေဖြဲ၍ကြည့်ရှုသောအခါမြေမျက်နှာချောက်တွေးချောက်ဆရှိဒီကိုမြင်ဤဒုတိယလား 28ရက်နေ့တွင်မြေကြီးတွေ့ချောက်လေ၏ဘုရားသခင်ကလည်းတင်းဒီသားမယားချွေးမတို့နှင့်တကားတင်မောထဲကထွက်ရှင်လောတင်းသားမအသက်ရှင်သောတရိษံငဲ့များသားများမြေပေါ်၌တောသက်သောတရိษံများတို့သည်မြေပေါ်မှသားကိုမွေး၍အလွန်တိုးပွားများပြားမည်အကြောင်းထိုတရိษံရှိသည်များတို့ကိုကိုနှင့်အတူထောက်ဆောင်လောဟုနိုအီကိုမိန်တော်မူ၏ ထောခာနိုအီမာစာ၍တာမယာချွေးမသူသည်ထွက်ရှင်ကြ၏တာများသွားတတ်သောတိရစ္ဆာန်များငဲ့များရေပေါ်မှလှောက်ရှားတတ်သည်သောအမျိုးမျိုးအပေါင်းတို့သည်လည်းတင်ပေါ်ထဲကထွက်ရှင်ကြ၏နိုအီသည်လည်းထောရဖျားအဖို့ရစ်ပလင်ကူတီပြီးမှစင်ကြဲသောတာစင်ကြဲသောငဲ့အမျိုးမျိုးထဲကယူ၍ ရစ်လင်ပုံမှာမိရှုသောရစ်ကိုပူဆော်လေ၏။သောရဖျားဒီလည်းဝင်းကြိုင်တော်အနှံ့ကိုခံယူ၍ငါဒီနောက်တပံလူတို့အတွက်မြေကြီးကိုမချင်းအကြောင်းမူကားလူတို့သည်ငယ်သောအရွယ်မှစ၍စိတ်နှလုံးအကြံစီဆိုးကြ၏။ငါဒီယခုတခါပြုပြီးတကယ်သို့အသက်ရှင်သောအရာရှိသည်များတို့ကိုနောက်တပံတမခမြေကြီးမကုန်မီတိုင်အောင် မျိုးစီကျဲရသောကာလအတိအနံကိုသိရသောကာလချမ်းသောကာလပူသောကာလနှွေကာလဆောင်းကာလမပြေရဟုမိန့်တော်မူ၏